ဝါရီတယောက်ဆောင်နေနဲ့အမိလုံးနိုင်လို့ချီကျူးခံနေရတဲ့နှင်းပြိတ္တကြီးနှင်းကတော့အလားလာရှိတဲ့တသက်ဆာမင်းသမီးလေးဖြစ်ပါရဲ့နော်။သူမကအမတီဗီဖိုးရဲ့ဇလန်တွဲမင်းသမီးဖြစ်ပေမဲ့လည်းတချို့သောတသက်ဆာတွေထက်ထဲလန့်ကောင်းပြီးတော့လူတွေတရီထားမိအောင်ပေါက်ရောက်အောင်မြင်ပါတယ်။အခုယုံတင်ပြသနေတဲ့ပန်းမြိုင်လေးမှဥယျာဉ်မှုရုပ်ရှင်ကားကြီးမှာဇဘုတ်တယောက်အဖြစ်နဲ့တယောက်ဆောင်ခဲ့ပြီးတောသူကာရက်တာကိုထိမိကအမိုက်စားတယောက်ဆောင်ချက်တွေကြောင့်ပြိတ္တတွေချီကျူးခြင်းကို ခံနေရပါတယ်။ နေကဟာတညံလဲရှိပြီးတော့တသက်ဆန်းအောင်မြင်နေတဲ့မင်းသမီးပေါင်းစားပြီးပြီးမာနာမထားဝဲနဲ့စီနီယာတွေအပေါ်မှာလေးစားပါတယ်။ဆယ်လီဆက်ပြိုးရေးမှာလည်းတထောင်တနေရာမှာပါဝင်ကစားခဲ့တဲ့အဖြူအသင်းလေးတွေကတယောက်ပါနော်။ဒီမရဲ့နှုတ်ပညာကိုချီးကျူးလို့လေဒီမအတွက်အားစေးဖြစ်စေတယ်ပို့ပြီးတော့ကြိုးစားဖို့တရုပ်ဆောင်မြင့်မြတ်နဲ့မင်းမြင့်မို့စိုးပြေတို့ကတင်ပေးတယ်လို့ပြောပြလာခဲ့ရဖြစ်ပါတယ်။ဒီလိုတသက်ဆန်းဖြစ်ပြီးကြာရဆက်ရောက်မှာပိုင်နိုင်လုံးနာအောင် အလင်းမြန်အောင်မြင်မဲ့သူပါလို့ပြောဆိုခံရတာဖြစ်ပါတယ်ဒီတော့ပြည်သက်ကြီးအတက်ပတက်လေးနှင်းအတွက်အမှတ်ချက်လေးတွေပြောပြခဲ့ပါအောင်ရှင်